ငွေဆုံးရုံးရတာကိုစိတ်မကောင်းဖြစ်တတ်ပြီးမှအချိန်ဆုံးရုံးရတာကိုလစ်လို့မရှိမိဖို့တတိရှိပါအချိန်ရတံပိုးကိုနားလေသွားရင်ပိုပျော်ရွှင်ဖို့ကောင်းလာမှာပါပတ်စံဆိုတာပြန်ချလို့ရပေမဲ့အချိန်ဆိုတာပြန်လဲရယူလို့မရပါဘူးတကယ်လို့သင်ဟာနိုင်ပေါင်းများစွာအချိန်ဖြုံးပြီးဆယ်ကနန်းပတ်စံအတွက်သာစဉ်းစားနေမယ်ဆိုရင်ဒါအစ်စ်မှာအချိန်ရတံပိုးကို အမှန်တကယ်နားမလည်သေးဘူးဆိုတဲ့လက္ခဏာပါပဲဒီလိုပြုမှုတွေကပဲသင်ကို အောင်မြင်မှုနဲ့ဝေးစေတယ် သတိထားကြည့်ပါအောင်မြင်သူတွေအများစုဟာအလုတ်အကျဉ်အများဆုံးလုပ်သူတွေမဟုတ်ပါဘူးသူတို့ရဲ့အချိန်ကိုအကျိုးရှိရှိအသုံးချတဲ့သူတွေဖြစ်ပါတယ်တကယ်တော့သင်ကတလကိုတင်းရှိအနိုင်ရနေပြီမဲ့အချိန်မရှိဘူးဆိုရင်အသည့်တစ်ခုကိုဖန်တီးနိုင်မှာမဟုတ်ပါဘူးဒီအသည့်တစ်ခုဆိုတာကပဲသင်ဘဝကိုကြီးမားတဲ့ပြောင်းလဲမှုတိုးတက်မှုနဲ့အောင်မြင်မှုတွေစီကိုပို့ဆောင်ပေးနိုင်တဲ့မိစပါဒါကြောင့်ကိုတံဘိုးကနေတည်တဲ့ဆိုပြီးအချိန်ကိုဈေးပေါ်တဲ့အလုပ်တွေမှာဖြုံးတိမနေပါနဲ့ ဒီလိုတွင်းနေတဲ့၍သင်ဟာတင့်နေရမှာရက်တက်နေမှာပါတတိယပါကျွန်တော်တို့ရဲ့လစာဟာအလုတ်ချိန်၈နာရီထိုင်နေလို့မရပါဘူးကျွန်တော်တို့ရဲ့ကျွမ်းကျင်မှုနဲ့အချိန်တစ်ခုအတွင်းဖန်တီးနိုင်စွမ်းကိုရောင်းတာပါဒါကြောင့်မို့တူညီတဲ့၈နာရီအလုတ်လုပ်ပေမဲ့လူတွေရဲ့ဝင်ငွေဟာဆယ်ဆရှားနာနေတတ်ပါလေအချိန်ရက်တံမိုးကိုတည်သူဟာအချိန်ဖြုံးမနေဘူး အချိန်လွတ်တိုင်းကိုကုတ်ကိုမြင့်တင်သူဟာတံမိုးတက်လာမယ်အချိန်ဟာဘဝကိုပြောင်းလဲနိုင်တယ်ဆိုတာတည်သူဟာဒီအတွက်ယင်းနှမြုံနိုင်မယ်အချိန်လွတ်ရှိခြင်းဟာအခွင့်အလမ်းပါဒါပေမဲ့အဓိကအချက်ကအဲ့ဒီအချိန်ကိုဘာလုပ်လဲဆိုတာပါအချိန်ရှိတဲ့အခါကိုကုတ်ကိုမြင့်တင်ပါအတိတ်တင်ယူပါကျွမ်းကျင်မှုတွေတိုးပွားအောင်လုပ်ပါ ကိုတံဘိုးကိုမြင့်တင်ပါဒါဆိုရင်အောင်မြင်မှုဟာအတင်းစီကိုအလိုလိုရောက်လာမှာအမှန်ပါပဲအချိန်ကိုယင်းနှံ့မြုံနံပါဘဝကိုအချိန်မြင့်မှာတခါတလေလူတွေကငါအချိန်ဘယ်လောက်ပဲပြီးပြီးတုတ်တက်မှုမရှိဘူးလို့စိတ်ပြတ်တတ်ကြတယ်ဒါပေမဲ့အမှန်ကအချိန်ကိုအရေးအသွေးနဲ့တုံးတက်ဖို့လိုတာပါ ဥပမာနိုင်ဝဲအိမ်နောက်ကြပြီးဖုန်းထဲမိနစ်30ပြင်းကြီးခြင်းနဲ့မိနစ်30ဆောထားပြီးကိုလက်လှူရှားမှုလုပ်တာဒါမှမဟုတ်စာအုပ်ဖတ်တာတူညီတဲ့30မိနစ်ဒါပေမဲ့ရလက်ကတကဘာလုံးကွာသွားမယ်အချိန်ကိုအရင်နှီးလို့မြင်ပါငွေတိုးနှုံးတဲ့ကိုတိုးနှုံးကိုယူဆိုင်ပါငါလုံးနေတာအချိန်ဖြုံးနေတာလားဒါမှမဟုတ် တံမိုးဖန်တီးနေရလားကိုနေ့တိုင်းမေးပါအချိန်ကုန်စေတဲ့အစိတ်အသင်အလေးအထတွေကိုရှင်းထုတ်ပါဥပမာမလိုအပ်ဘဲဆိုရှယ်မီဒီယာရှောင်းကြည့်တာအချိန်မဲအငင်းခုံများအချိန်ဆိုတာတင့်ရဲ့တစ်ခုတည်းသောမပြတ်နိုင်တဲ့ငွေကြေးပါဒါကိုတင်ဘလို့သုံးမလဲဆိုတာက ငါးနှစ်ကြာအသင်ဘဝကိုလောက်သမားဘဝကနေစီဝါရေးသမားဘဝအခြေအတင်ငင်းခုန်သူကနေဖြည့်ရှင်းနိုင်သူအလုံးလုံးသူကနေစနစ်တိဆောက်သူအဖြစ်ပြောင်းလဲနိုင်စေပါတယ်တနေ့ကို2နာရီတနေ့ဆိုရင်930နာရီဒီအချိန်ကိုတင့်ရဲ့အိမ်မက်အတတ်ပညာကျမကြီးတို့အတွက်သုံးမယ်ဆိုရင်၃နှစ်တွင်တင့်ကိုတင်မှန်းဆမရနိုင်အောင်တုတ်တက်နေမှာပါအချိန်ကတင့်ကိုမဆောက်ပါဘူး ဒါပေမဲ့တင့်အတွက်အလုပ်လုပ်ပေးနိုင်ပါတယ်ဒီနေ့ကစပြီးအချိန်ကိုခြွေတုံးလေးတွေလိုကင်တွေပါမနှက်ဖြန်မှာတင်ကျေးဇူးတင်နေမှာပါ